နောက်တစ်ခုကတော့မြန်မာကြံ့ငွေတန်ဖိုးမြင့်တက်ဖို့ဆိုရင်တော့ကျွန်မပြောရင်တော့တနေကုန်တောင်ပြီးမှာမဟုတ်ဘူးထင်တယ်ရှင်။ဆိုလို့ရှိရင်မြန်မာကြံ့ငွေတန်ဖိုးတက်ဖို့ကတော့အစိုးရမှာတာဝန်ရှိပါတယ်။အဲဆိုလို့ရှိရင်လောက်တဲ့နီးလန်းနေလည်းရှိပါတယ်ရှင်။ဒါတွေလည်းဆောင်ရွက်ရမှာဖြစ်ပါတယ်ဒါပေမဲ့အစိုးရကလည်းသူ့တယောက်တည်းအောင်မြင်အောင်ဆောင်ရွက်လို့မရဘဲနဲ့အစိုးရမူဝါဒချပြီးဆောင်ရွက်ရင်ပြည်သူလူထုကလည်းပိုးပေါင်းဆောင်ရွက်ဖို့လိုအပ်တာဖြစ်ပါတယ်ရှင် အဲ့ဒါလေးပါရှင်ဒါကတော့နောက်ပညာရပ်ပိုင်းအရန်ဆန်သွားတဲ့အခါကျတော့ကျွန်တော်အဲ့ဒါတော့အခုမပြောတော့ပါဘူးရှင်။ဒါတခြားမေးတဲ့လူလည်းမေးလို့ရအောင်ပေါ့နော်။ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကျွန်မအရင်တော့လည်းလေ2019 2020ပေါ့ကျွန်မလည်းလုပ်ငန်းရှင်လည်းဖြစ်တဲ့အခါကျတော့ အဲကျမနိုင်ငံရေးပါတီစထောင်ပြီဆိုနိုင်ငံရေးလှုပ်ရှင်တာမှဟုတ်ရလားဟိုပတ်စံရှိလို့စတန့်ထွင်လာလားဆိုတာလည်းအထင်ခံရပါတယ်အထင်ခံရပြီလို့ရှင်ဘာလဲလှုပ်လဲဆိုရင်ကျမတို့တွေ့တာနဲ့အလှခံကြပါလိမ့်ရှင်ကျွန်တော်တို့ရွာမှာဟိုတရားလေးစောက်သွားပေးပါလမ်းလေးဖောက်သွားပေးပါဆိုတော့ကျမတို့ပါတီကအာကျမတို့ပါတီကရန်မုံငွေတောင်းတောင်းတင်းတင်းရှိတဲ့ပါတီမဟုတ်ပါဘူး programmatic ပါတီဆိုတာကျမတို့မူဝါဒနီလန်းနဲ့ပြည်သူလူထုရဲ့အခက်အခဲကိုဖြေရှင်းမဲ့ပါတီဖြစ်ပါတယ် ဒီအလှရှင်ဖွဲ့စည်းလည်းမဟုတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့တော့တောင်သူတွေဘလို့ပန့်ဖို့ပေးမယ်လို့ဘာလို့တော့ကျွန်တော်တို့ပြောနိုင်တာတော့မရှိပါဘူးရှင်။ဟိုကျွန်တော်တို့ဒူဩကရတစ်ကတော့မြေဩစာလောက်တာဖြစ်ပါရှင်။ချိပြောချင်တာရှင်ပြောပါဦးရှင်။ကျွန်တော်ကလည်းပတ်မှာတောင်သူတွေမာရီယာတောင်ပြီမှာကျွန်တော်ကဆိုကျွန်တော်ဒီနေ့တိုင်းတော်တော်များများလေးရောက်ပါလေဆက်ကြည့်ရပတ်သက်လို့လည်းကျွန်တော်လေ့လာပါလေလိုအပ်တာလည်းကျွန်တော်တတ်နိုင်ဖို့ပြင်ပောင်းဖို့ရှိပါလူတိုင်းတယ်တော့ကျွန်တော် အဆုံးပြည့်ရဲ့အတွက်အားလုံးတော့ဒီကိစ္စနဲ့ပတ်သက်လို့ပတိကြသည်ကျွန်တော်သူချင်း AR AR တိုင်းကျွန်တော်တော့ပါလေတော့နေပြီးတော့ကျွန်တော်ရောက်ရောက်ပြီးတော့ဒီလေယာဌာနနဲ့ပတ်သက်လို့လိုအပ်ချက်တွေသတ္တုသားလုံးပြောသလိုအခုတိုင်းလိုပြောသလိုကျွန်တော်လည်းတော်တော်များအဲသိထားပါတယ်ပြီးလာထားပါတယ်သက်သက်ကဝင်ကြည့်ဌာနတွေဆိုလည်းကျွန်တော်ဆက်သွယ်ပြီးတော့ဆောင်ရွက်နေတာရှိပါသူတင်နေပြီးတော့ကောင်းတယ်လို့ကျွန်တော်တော်လေးဆက်သွယ်ဆောင်ရွက်နေတယ်အမှောက်ပါ ဘုကြီးဌာနနဲ့လည်းကျွန်တော်ဘုကြီးဖဲ့ကိုဖြည့်တွေ့ပြီးတော့ဆောင်ရည်တာရှိပါကျွန်တော်ရင်တော့ကတော့မှာဝေးကြီးတော့မှာတင်းကြီးချုပ်မြန်မာနိုင်ငံအဲ့ဒီမှာကျွန်တော်အခါနေလဲလို့တော့တယ်ကိစ္စတွေကျွန်တော်ဘယ်လိုများလောက်ခဲ့ဘူးပါအဲ့တော့ကျွန်တော်တို့ကဒီပါတီမှာကျွန်တော်တို့ကောင်းတဲ့သမားအများစုကျွန်တော်တို့ပါတီကိုဖြုတ်တော့ဒီပါတီဝင်တွေရဲ့အခက်အခဲတွေလည်းကျွန်တော်တို့နေရာကနေပတ်သက်လို့ကျွန်တော်တော်လေးသိပါတယ်လုံနိုင်တာလေးလည်းလုပ်ပေးပါအခုကျွန်တော်မှာ ကွန်ပျူတာခုရှိပါတော့ကျွန်တော်ကွန်ပျူတာတပ်ရောသားကိုကိုရီးယားနေရောသင်သွင်းတဲ့ကွန်ပျူတာဖြစ်ပါတကယ်လည်းယူဇာကောင်းမှပါလေဖိုင်လုပ်လည်းကောင်းမှာကျွန်တော်ဒီလိုပါဒီတပ်ရောသားနဲ့ပတ်သက်လို့စမ်းသပ်ဆိုင်ပြီးလောက်ထားပါလေအော်ဒီတွေလည်းရအောင်နောက်ကျွန်တော်နေပြီးတော့မှလည်းကျွန်တော်ခုတော့ကကျွန်တော်ပြီးခဲ့တဲ့ဘိုးဘောဒီလိုတော့ပါယူသွားမှလည်းကျွန်တော်စမ်းသပ်ခဲ့တာဖိုင်လုံးကပန်းနိုင်ဖြစ်တယ်ကျွန်တော်ကြော်ပြီးတော့အထွက်လာပြီးရှိပါခုနောက်တစ်ခါတမမောင်ဒီဌာန ဝင်းထဲမှာလည်းပဲဝင်းကြီးရဲ့ဒီတောင်းဆိုခြင်းရကျွန်တော်ဒီစက်တဆိုင်ကြီးလုံးနေပါဘလောလောတယ်လေဒီဒေတာတွေမှာကျွန်တော်တို့ကောင်းမှန်းဒီအဲ့လိုစက်တဆိုင်ကြီးလုံးနေပါအဲ့တော့ကျွန်တော်ပြောချင်တာကဒီဒီဟွာပေါ့ဒီတွေ့ရသူတွေကဈေးကြည့်ပါမှတ်ပါလေဒီကတဲ့၄၅နေလောက်ပါဆိုရင်ကျွန်တော်တို့ကျွန်တော်အိတ်ကိုနော်2300ကနေလို့တော်တော်ကြီးတော့ဖြစ်သွားတယ်ဒါတွေကဘယ်သွားနေအတွက် တော်တော်လေးတက်ခဲတဲ့ကိစ္စတခုဖြစ်ပါတယ်။ဒီကြားထဲမှာသူတို့ကပြောတယ်လို့ပဲသွားစရာလည်းကြားတယ်။အဲ့တော့သွားစရာကြားတဲ့အခါကျတော့သွားတိအကကိုဖွင့်တော့ကရတော့တဲ့ခေ80လောက်ပဲဖက်ကဖက်တာရှိတယ်။ကျွန်တော်လည်း80ပဲသူလည်းကျွန်တော်90ပဲ60ပဲ။ဆမ်းရခေ80လောက်ပဲကျွန်တော်တို့ဒါဖွင့်တော့ရှိပါတယ်။ကျွန်တော်တတိယလူကြီးတဲ့တွေ့ဆိုလို့ကျေးဇူးတယ်ကျွန်တော်ဒေးလေးဆွေးနွေးခဲ့ပါတယ်။အဲ့တော့တွဲအားစုကကျွန်တော်တို့ ဘလို့အပ်ပဲနဲ့တော့လေကျွန်တော်မထက်ပြန်ဘူးတော့သူမြင်တဘာဝတန်းပြောတာနဲ့သုံးလို့ရတဲ့နေရာရှိတယ်လို့အချို့နေရာတွေကလည်းဒီရေဒီကောင်းလေအတွက်ကြောင့်လို့တန်းပြောတာဟောတန်းပြောတာနည်းနည်းပွားပွားအဲချင်းဆက်သုံးလို့ဆက်လုံးကောင်းတဲ့နေပြီးရှိပါဆိုတော့အဲ့ဒီဟာတွေကျွန်တော်တို့ကလေ့လာပြီးတော့ဒီဒေမီဒေမီမှာရှိနေတဲ့အုံလမ်းတွေတွေ့ကြည့်ပြီးတော့ဒါဒီကျွန်တော်တို့ဆော်ပေးလို့စဉ်းစားနေပါတယ်။အခုကျွန်တော်တို့ဘယ်တော့မှလည်းခက်ခဲရဇက်ဇက်တလုံးမှလည်းတမှမလို့ရှိဘူး။ မရှိတဲ့ခါကျတော့ဒီဝေဒနာနာမှာပတ်သက်လို့ယင်းဒီမျိုးနာမှုပဲပါတို့ခက်ခဲရှိလို့အဲ့တော့မျိုးသွားဝေဖို့ခက်ခဲနောက်တော့တန်မျိုးသားပုဒ်သီးဝေဖို့ခက်ခဲအဲ့လိုရှိတဲ့ခါကျတော့ဒီယောဂလာရကျွန်တော်ဘလို့မဖြစ်ခဲ့လုံမန်းတရားနေခဲ့လုံနေရပြီမဲ့ဒီပုံမှာအာရုံစွတ်တတ်လို့လည်းနေတော့ပါအထူးသဖြင့်တော့ဖက်ဖက်လုံးနေပါလိုက်မဲ့အကျိုးမရှိတဲ့အကျိုးမဖြစ်ဘူးနော်မပုံကြတာကခုကျွန်တော်တို့တွက်ချက်မှုရတေကောက်ကို73ရပြီ73လေးဘလို့ပုံကြပါ ါတော့သူ့ရဲ့လူကောင်းမှာပေါ့ဒါပေမဲ့ဖတ်တဲ့ခါကျတော့သူကပြောတယ်ကိုယ်ကိုသိန်းနဲ့ဆယ်လေးတော့ပဲရတယ်ဒါကကျေကလည်း80ပဲဖြစ်တယ်ကတော့ဘလို့ပါကျွန်တော်ပို့လို့မသိမကောင်းမကောင်းပြီးတော့အဲ့တော့ကျွန်တော်တို့ကဖြစ်စေချင်တာကလေယာဉ်ကိုစနစ်ပြကျွန်တော်တို့တိတ်ပန်လေးကြာစိုက်ကျူးတဲ့စနစ်ကိုပြန်ပြီးတော့လုပ်စေချင်တာအဲ့တော့အဲ့လိုလုပ်ပြီးတော့တစ်တော်တဲ့ဓာတ်ပြောတာတွေကိုကျွန်တော်တို့ကသုံးလို့ ပါပန်းနဲ့အတွက်တို့ဆိုပြီးတော့နိုင်ငံတော်သတ်မှတ်ထားတာတင့်တရားဖြစ်ပါအဲ့တင့်တရားရအောင်ကျွန်တော်ကဒီတန်းတွေအများကြီးရှိပါတယ်အဲ့ဒါတွေကိုကျွန်တော်လုတ်သွားမယ်ဆိုရင်တကယ်လို့ကျွန်တော်စက်ပြိုးစည်းက၁၂သိန်းကျအောင်တော့တင့်တရားတော့ဖတ်လိုက်ရင်ကျွန်တော်၁၂သိန်း၁၃သိန်းတော့ပြန်ပြောရတယ်ပါစဘာသေးများလာရင်စဘာသေးတက်တက်လာရင်တော့ဟိုရင်းတော့ဆက်ကားသေး၁၆သိန်းတော့ရတာပါအဲ့ဒါကိုကျွန်တော်အကျိုးများအဲ့တော့ကျွန်တော်တို့ကအခုဘာလုပ်ပေးနေလဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်တော့ အဲဝေးအရင်ကြီးနေလဲကျွန်တော်ထုတ်ပြောဆော်ရပြေကိုဖတ်ပါလေဒါဟုတ်လားပြောတဲ့အတိုင်းပါဒါပေမဲ့ကျွန်တော်တို့ကခင်ဗျရင်းပြီးတဲ့ကုမ္ပဏီတွေရှိပါတယ်။အဲ့ကုမ္ပဏီတွေကကျွန်တော်အခြေဆက်ပြီးတော့လိုအပ်တဲ့ဓာတ်ပုံစံတွေကိုကျွန်တော်တို့ကပြည်နာပေါ်ပြည်ကာလာကြမှာပြည်ပါ။အဲ့အဲ့လိုစက်နေနဲ့ကျွန်တော်တို့လုပ်ပြီးကိုစီးရင်းနေပါတယ်။အဲ့တော့ကဲလို့စိတ်ပါဝင်လာတဲ့ကျွန်တော်ဖြည့်ဆက်ပြပါမယ်။အဲ့ဒီလုပ်ငန်းတွေကျွန်တော်စပြီးတော့လုပ်နေပါတယ်။ကျွန်တော် ARB တိုင်းမှာလည်းစပြီးတော့စီးရင်းနေပါတယ်။ဘူဂိုးတိုင်းက တော့လုပ်ဖို့ကျွန်တော်ဆွေးနွေးထားတာရှိပါတယ်။ဟိုအဲ့ဒါကြောင့်မလို့ဒီကိစ္စနာပတ်သက်လို့ကျွန်တော်ပါတီနဲ့လုပ်ပေးနိုင်တာတော့ဘယ်သူပါဖို့ကူညီပိုင်မှာပေါ့။ချိန်ချိန်ဆက်ပေး။သက်ဆိုင်ရာကုမ္ပဏီနဲ့ညီနိုင်ပြီးတော့သက်ဆိုင်ရာကုမ္ပဏီတွေကျွန်တော်ကဆက်သပြီးပါပြီ။သူဖွင့်ထုတ်နေလည်းကောင်းပါလေ။ဈေးကလည်းဟိုကျွန်တော်တာမာတုံးနေတဲ့နော်ဇွားတေကောက်ကို55ပတ်လေတိတ်နဲ့လူရက်တိတ်တုံးနေတဲ့ဈေးနှုန်းနဲ့မရပါဘူး။အဲ့ဒါလေးကျွန်တော်ချမ်းနေပြောချင်ပါအချိန်နဲ့တိတ်ပြရတော့ဒီအချိန်တော့ បាទលោកសេរីរ៉ាទេតាពីអូ